စကိုင်းတိုင်းရှိဝမျိုးနဲ့အရှိတောင်ဘက် AR မြပေတဲတောင်ကျောပေါ်မှာရှိတဲ့7ကျွန်းပြူရစကန်ကိုတော်လိုင်းမဟာမိတ်အင်အားစုတွေကဇွန်လ9ရက်ကအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရွှေဘူခရိုင်တရင်15တရင်မှုဘူကောက်ရုကပြောပါရယ်7ကျွန်းပြူရစကန်ကိုဇွန်လ9ရက်မနက်9နာရီခွဲကနေ6နာရီ15အထိတနအိကန့်ကြအောင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စုံစုဘကဝိုင်းတွဲလေးနဲ့စစ်ကိုပေးဘုံကျဲခဲ့တဲ့ကြားကအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါ seven ကျွန်းပြူရစကန်သိန်းတိုင်ပွဲမှာပြူစောတီတူးတည်ဆုံပြီးတော့စစ်တုံးပန်း18ဦးဖမ်းဆီးရရှိခဲ့တယ်ဆိုတာနဲ့ G3 နှစ်လက်၊ကာပိုင်6လက်၊စစ်နဘို2လက်နဲ့ဆက်ဆက်3ဆောင်ပစ္စည်းတွေတင်စီရရှိခဲ့ပါတယ်။ seven ကျွန်းပြူရစကန်ကပြူစောတီခေါင်းဆောင်တွေဟာရွာထဲမှာရှိတဲ့အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေအပါအဝင်အမျိုးသမီးတွေကိုအတင်းအကျပ်လိန်အကျန်းဖတ်မှုတွေလှုပ်ဆောင်တာမျိုးတွေရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်ပါတယ်။ ဆယ်ပင်ကျွန်းပြူရွာစကန်းသိန်းတိုက်ပွဲကိုခရိုင်အမှတ်18တရင်ကျွေးဘူခရိုင်အမှတ်15တရင်ကျွေးဘူခရိုင်တရင်23ရှေဘူခရိုင်အမှတ်26တရင်ကျွေးဘူခရိုင်အမှတ်6936တရင်ကျွေးဘူခရိုင်အမှတ်1037တရင်ကျွေးဘူခရိုင်အမှတ်15တရင်တက်ခွဲ3နဲ့နည်းမြေပကပအဖွဲ့တွေဥပပေါင်းတင်ပိုက်ခဲ့ကြတာပါ။